င်္ဂလာပါရှင်ဆရာဝန်ကိုအမှန်တိုင်းမပြောပြခဲ့လို့အတော်ကြီးတယောက်ဆုံးသွားခဲ့ပါတယ်ရှင်ဖြစ်စဉ်ကကျောဝန်နောက်ခိုင်မှာနေထိုင်တဲ့အသက်50နှစ်ဝန်းကျင်အတော်ကြီးတယောက်ဟာ9လပိုင်းလကုန်ကန်ဒီလောက်ကအဖော်ရင်းနဲ့မှုသွားကောက်ပါတယ်ရှင်အရောက်တော့ရလာတဲ့မှုပွင့်ကိုဟင်းချက်စားပါတယ်ရှင်တည်င်းက6လပိုင်း9ရက်နေ့မှာတက်လာတာဆိုပေမဲ့အတော်ဆေးုံစက်တက်တဲ့ရက်ကတော့9လပိုင်း26ရက်နေ့ကပါရှင်ဆေးုံမှာ6ရက်လောက်ကုသခဲ့ရတယ်9လပိုင်း26ရက်နေ့ည7နာရီမှာ ာစေယုံပို့ခဲ့ကြပါတယ်ရှင်အဲ့ဒီစေယုံမှာ၃ရက်တက်ခဲ့ရပြီးမတ်တက်တာတော့နောက်ထပ်စေယုံတစ်ခုကိုပြောင်းခဲ့ကြတယ်နောက်စေယုံမှာလည်း၃ရက်ကြာခဲ့ပြီးစေယုံ၂ယုံပေါင်း၆ရက်ကြာခဲ့ပါတယ်ရှင်နောက်ဆုံးဒီအတော်ကြီးဆုံးသွားခဲ့တယ်ဆရာဝင်ကအတတ်နိုင်ဆုံးကုသပေးခဲ့ပါတယ်ရှင်ဆုံးရတဲ့အကြောင်းကဖြစ်ဖြစ်ချင်းအမှန်မပြောလို့တော်ကြီးရဲ့တငယ်ချင်းပြန်ပြောချက်အရာ၂၆ရက်နေ့မတိုင်ခင်ကသူတို့အဖွဲ့တွေမှုသွားကောက်ကြတယ်ဆုံးသွားသူ အတော်ကြီးကမှုပွင့်၅ပွင့်၆ပွင့်ရလာ တော့သူ့အိမ်မှာချက်စာလိုက်ပါတယ်ရှင်။ဘာမို့အမျိုးအစားလဲစားရလားမရလားဆိုတာ သူတိလာမတိလာတော့မတိရပါဘူးရှင်အတော်ကြီးကရလာတဲ့မှု၄၅၆ပွင့်ကိုအလုံးချက်စားလိုက်တယ်။စားပြီးပြီးချင်းမှဘာမှမဖြစ်သေးဘူးနဲ့တူပါတယ်ရှင်။၂၀နဲ့၆ရက်နေမနဲ့ရောက်တော့ခြံနဲ့အလုတ်သွားစင်းတဲ့အခါမှာတော့အတော်ကအန်နေပါတယ်။အဲ့တော့တမိဖြစ်သူကအမေတောက်ဖို့အတွက်စေးဆိုင်မှာစေးဝယ်လာတယ်။စေးတောက်လည်းအန်နေတော့မှာပဲရှင်။တစ်ဆက်ထဲမှာပဲခေါင်းမှုတဲ့ဝမ်းတွေကသွာလာတော့ဆဆော့ကတောက်လိုက်တဲ့စီးတွေပါအန်ကြလာပါတယ်ရှင်။အဲ့တော့၂၆ရက်နေ့ညစက်တနိုင်မှာ တမိကအမေကိုဆေးကိုပို့ပေးခဲ့တယ်။ခုနဖြစ်နေတဲ့ယောဂါကအဲနဲ့ခေါင်းမူဝမ်းသွားတာပါရှင်။ဆေးကိုရောက်တော့ဆရာဝန်ကဘာဖြစ်လာတာလဲလို့မေးတယ်။အဲ့ဒီနေရာမှာအရေးကြီးတယ်နော်ရှင်။ဆရာဝန်ကိုမလိမ်ပါနဲ့။အမတ်အတိုင်းပြောပြပါ။အတော်ကြီးကမိုးဟင်းစားလို့ဖြစ်လာတဲ့ခေါင်းမူတယ်ဝမ်းသွားတယ်အန်နာကိုမပြောပြပဲနဲ့ဘာဖြစ်တလဲဆိုရင် အစီကျကဖေးတောက်တယ်တရက်တည်းစားမိလာတာလို့ဖြစ်ပါတယ်ရှင်။ဆရာဝန်ကိုမိုးရင်းချက်စားလာတယ်လို့မပြောပါဘူးရှင်။ပထမဆေးုံမာတဲ့က ပြောတာမှမှန်တော့ဆရာဝန်က စေးကူရတာနဲ့တလွဲစီဖြစ်ပြီ အနာနဲ့စိနဲ့ကတခြားစီဖြစ်သွားတယ်။အစီကျကာဖေနဲ့တရက်သီးစားလာတယ်လို့ပြောတော့အဲ့ဒါနဲ့သက်ဆိုင်တဲ့ယောဂကိုပဲကုပေးခဲ့တာပေါ့ရှင်။ပုံရလောက် ကုခဲ့ကြပြီးမတက်တာတော့နောက်ထပ်စိရောတစ်ခုခုပြောင်းခဲ့ကြပါတယ်ရှင်။အဲ့ဒီအခါကျမှမှုဝင်းချက်စားလာတယ်လို့အမှန်အတိုင်းပြောပြတယ်။တရားဝင်စစ်စေးတော့မှုရဲ့အစိတ်တရားအတော်ကြီးရဲ့ဟိုးအသွေးအသွားတွေထိခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့နေရာတွေထိကိုစိတ်ဝင်နေပါတယ်ရှင်။ကုမရတော့ဘူးရရစေုံမှာ၃ရက်လောက်တက်ခဲ့ရပြီးနောက်ဆုံး အတော်ကြီးဆုံးသွားခဲ့ပါတယ်ရှင်အမှန်ဆိုအတော်ကြီးမိုးရင်းချက်စားတဲ့နေ့ကတမိကသူ့လဲစားခြင်းနဲ့စားရမလားလို့ပြောပါတယ်ရှင်အတော်ကသူ့တမိလေးကိုမစားခိုင်းပါဘူးရှင်တကယ်လို့ဖြစ်ရင်ငါတယောက်တည်းခံမယ်ဆိုပြီးသူ့တမိကိုပြောတယ်ရလာတဲ့မိုးပွင့်အားလုံးကိုတယောက်တည်းချက်စားလိုက်ပါတယ်ရှင်တကယ်ဆိုအတော်ကြီးကဆုံးခြင်းမှာဆုံးပါပါရှင်ကုလို့မိပါသေးတယ်ဖြစ်ဖြစ်ချင်းဆရာဝန်ကိုအမှန်တိုင်းမပြောတော့နောက်ဆုံးမိုးရီကလူခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့နေရာတွေကိုစိတ်ဝင်သွားပြီးတော့ကုမရတော့ ဲနဲ့ဆုံးသွားခဲ့တာပါရှင်